MMA ရဲ့ပွဲသိမ်းအမြန်ဆုံးစီးရင်မှာပါဝင်ခဲ့တဲ့ပုံညဆိုင်ရဲ့၁၀စက္ကန့်အတွင်းအလဲထိုးနိုင်ပွဲပရိသတ်များအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖူတဘောဆောင်ကတင်ဆက်နေပါပြီမော်တိုင်းနာလေးဖိုက်တာပုံညဆိုင်ကတော့ဘာလီချေဆိုင်မော်တိုင်းနာဖိုက်တာပုံညဆိုင်ကတော့ဘာလီချေဆိုင်ကန်ကိုဖိုက်မှာပါဝင်ရှင်မြိုင်ခဲ့တဲ့ဖိုက်တာတယောက်ဖြစ်ပါပြီပုံညဆိုင်ကဒီကာလအတွင်းဆိုမာဖိုက်ကလပ်မှာလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးတော့ဆိုမာဖိုက်စီးရီးစ်30မှာပါဝင်ရှင်မြိုင်ခဲ့ပါပြီဒီဘက်မှာတော့ပုံညဆိုင်ကပြိုင်ဘက်ဖိုက်တာ အစ္စရေးပေါ်လစ်စကန်ကိုပွဲစားလို့ဆယ်ဆက်ကံအတွင်းမှာပဲအလဲထိုးပြခဲ့ပြီးနိုင်ပွဲရယူနိုင်ခဲ့ပါရီဒီပွဲကဒီဇင်ဘာ9ရက်2024မှာကျင်းပခဲ့တဲ့ Soma Fight City ပြိုင်ပွဲဖြစ်ပါရီဒီပွဲဟာဘာလီကျွန်းရဲ့ခန်းကူဒေတာမှာကျင်းပခဲ့တာဖြစ်ပြီးပွဲရဲ့ပိုဒီယိုတွေကိုပြန်ကြည့်ရတာကအခုချိန်ထိတိုင်တကယ်စိတ်လှုပ်ရှားစရာကောင်းလွန်နေသေးပါပွဲစားလိုက်တာနဲ့ပွန်ကြာဆိုင်ကချက်ချင်းရှေ့တက်လာခဲ့ပါရီသူရဲ့ထုံးစံတိုင်းပဲပြိုင်ဘက်ကိုဖိအားပေးပြီးအလဲတို့တစ်ချက်နဲ့ Boss လေးရဲ့ခေါင်းကိုကျွေးလိုက်ပါရီ ဒီတိုက်ခိုက်မှုကရန်အားပြင်းတာကြောင့်ဖိလစ်ပိုင်ဖိုက်တာကြီးလည်းမြေကြီးပေါ်မှာလဲကျသွားခဲ့ရပြီးတော့ပြန်ကုမထလာနိုင်တော့ပါဘူးဒီလဲလို့နိုင်ပွဲကပွဲစားလို့၁၀စက္ကန့်တွေမှာဖြစ်ပေါ်သွားတာဆိုတော့ပရိသတ်တွေကတော့မှအန်အောလက်ခုတ်တီးကြတာတော်ုံနဲ့မရက်တန်ခဲ့ပါဘူးဂျိုဝိုင်းတိုင်ကချက်ချင်းပွဲရက်ပြီးတော့ပညာဆိုင်ကိုနိုင်ကျညာခဲ့ပါရီဒီပွဲဟာပညာဆိုင်ရဲ့ professional MMA ကစားမပွားမှာ9ပွဲထိုး9ပွဲနိုင်ဆိုတဲ့မှတ်တမ်းကောင်းကိုဆက်လက်ထိန်းထားနိုင်စေခဲ့ပါတယ်။ Blisa Kan ကဖိလစ်ပိုင်ဖိုက်တာတယောက်ဖြစ်ပြီးတော့ကိုခံပညာမှာအထိုင်လျောက်ရှမ်းဆောင်ရီကောင်းတဲ့ဖိုက်တာပါ ဒါပေမဲ့ပညာဆိုင်ရဲ့တစ်ချက်ထိုးနေပဲပွဲပြီးသွားရတာဆိုတော့သူ့ရဲ့ထိုးကြိတ်အားဘယ်လောက်ကြီးမားသလဲဆိုတာသိတာထင်ရှားလွန်းလှပါလိမ့်။ဒီပွဲရဲ့အကြီးကချက်ကတော့ပညာဆိုင်ရဲ့ပြင်ဆင်မှုနဲ့အခွင့်အရေးကိုအမိမိရရအသုံးချနိုင်မှုဖြစ်ပါလိမ့်။သူကဒီပွဲအတွက်ပလစီကန်ရဲ့အားသာချက်အားနည်းချက်တွေကိုတည်တည်ချာချာလေ့လာထားပုံရပါလိမ့်။ပွဲစားလိုက်တာနဲ့ပလစီကန်ကသူ့ရဲ့လက်သီးနဲ့တိုက်ခိုက်ဖို့ကြိုးစားနေချိန်မှာပညာဆိုင်ကလျင်မြန်နဲ့ထိုးတက်မှုနဲ့ထိထိမိမိကင်ပစ်လိုက်တာကသူ့ရဲ့ပြူဟာနဲ့လျင်မြန်နဲ့တုံ့ပြန်နိုင်စွမ်းကိုပြသနေပါလိမ့်။ပွဲပြီးတဲ့နောက်မှာအင်တာဗျူးတစ်ခုမှာပညာဆိုင်က ငါအမြဲတမ်းပွဲစားတာနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားရည်ဒီနိုင်ငံကငါ့ကိုနောက်ဆင်းတက်စီမယ်လို့ပြောခဲ့ပါတယ်ဒီပွဲကသူ့ကိုအာရှဒေသမှာပုံမနာမည်ကြီးစေခဲ့ပြီးဝမ်ချမ်ပီယံရှစ်လိုနာမည်ကြီး MMA promotion တွေကတောင်မှသူ့ကိုပြန်လာပြီးတော့ကစားပေးဖို့တောင်းဆိုမှုတွေပြုလုပ်သွားခြင်းတွေလို့ဒင်းနေထွက်ပေါ်လာခဲ့ပါတယ်ဒီပွဲရဲ့နောက်ထပ်ထူးခြားတဲ့ချက်ကတော့ပွန်ညာဆိုင်ရဲ့စိတ်သက်ပဲလို့ဆိုရမှာပါသူကပွဲစားတာနဲ့ပြိုင်ဘက်ကိုဖိအားပေးပြီးသူ့ရဲ့အာသာချက်ကိုချက်ချင်းအသုံးချတဲ့သူဖြစ်ပါတယ် ဒီချက်နဲ့ပဲသူကလဲဒိုနိုင်ပွဲတွေကိုပွဲစားလို့10မိနစ်တောင်မပြည့်သေးခင်မှာစတက်ရယူပြနေပါတယ်။ MMA သမိုင်းမှာပွဲသိမ်းမြန်ဆုံးစံချိန်ကိုရှာကြည့်ရင်လက်ရှိအထိ UFC ရဲ့တည်ဝင်စံချိန်က5စက္ကန့်ဆိုတာတွေ့ရပါတယ်။ဒီစာရင်ကို2006ခုနှစ်မှာတော့ UFC 64မှာ Danny Lovett က Jock Gogel ကိုအလဲထိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာလုပ်ပြခဲ့တာပါဒီပွဲမှာတော့ Lovett ကပွဲစားလိုက်တာနဲ့လက်သီးတစ်ချက်နဲ့ Gogel ကိုလဲကျသွားအောင်ထိုးနိုင်ခဲ့ပါတယ် ဒါက UFC ရဲ့တရားဝင်ဆန်ချိန်ဖြစ်ပြီး5စက္ကန့်ဆိုတာတကယ်ကိုမြုံနယ်အောင်ကိုမြန်ဆန်တယ်လို့ဆိုရမှာပါ။ဒါပေမဲ့ကြား promotion တွေမှာလည်းအလားတူမြန်နဲ့ပွဲသိမ်းမှုမျိုးတွေရှိခဲ့ပါတယ်။ဥပမာအဖြစ်တော့နေတောင်း14က RFA Reservation Fighting Alliance မှာ Tarion Wei က Joe Murphy ကို၄စက္ကန့်မှာအလဲတိုးနဲ့အနိုင်ရခဲ့တာမျိုးရှိခဲ့ပူပါတယ်။ဒါကတရားဝင်မဟုတ်ပေမဲ့ MMA သမိုင်းမှာအမြန်ဆုံးတွေကတခုလို့ပြောရမှာပါ။နောက်ပြီးတော့တချို့ဒေသဆိုင်ရာ promotion တွေမှာ3စက္ကန့်လောက်နဲ့ပွဲသိမ်းတာမျိုးတွေလည်းရှိခဲ့လို့သိရပါတယ်။ဒါပေမဲ့လုပ်ပွဲတွေကတရားဝင်မှတ်တမ်းတင်မှတ်ထားတာများပြီးတော့ UFC ရဲ့စံချိန်ကိုပဲအဓိကအကိုကကြတာများပါတယ်။ဘလဝဲဖြစ်ဖြစ်ပုံညာဆိုင်ရဲ့၁၀စက္ကန့်နဲ့ပွဲသိမ်းနေဆိုတဲ့စံချိန်ကလည်း MMA ရဲ့ပွဲသိမ်းအမြန်ဆုံးစီးရင်မှာပါဝင်နိုင်ခဲ့တာသိကြပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။